မင်္ဂလာပါခင်ဗျာဘုရားရဲ့ဂုဏ်တော်ကိုးပါးထဲမှာဝိစာစန္ဒတမန်တော်ဆိုတဲ့ဂုဏ်တော်ဆိုတာပါရှိပါတယ်အဲ့တော့ဝိစာစန္ဒတမန်တော်ဆိုတာအဲကျွန်တော်တို့သိကြရမယ်နဲ့မြတ်ကုံစင်ပေါ့နော်အချင်းမချင်းသိရှိခြင်းကိုဟုတ်နော်ခေါ်ရဲလို့ဒါမှတ်ထားမှုပါပဲပေါ့မှတ်ထားရပါတယ် ဲ့တော့ဘုဖေရားတွေကဖေရားဖြစ်ပြီးဖေရားဆိုလို့ရှိရင်သူကတိကျရမှာတည်းအကုန်တိရမှာပေါ့နော်အကုန်တိတယ်ပေါ့နော်ဟိုဟိုသူမကြည့်လို့ရှိရင်မတိပေါ့လေအဲသူကလိုအပ်လို့စိတ်ကနေပြီးတော့နော်တိကျနေလမ်းကြည့်လိုက်လို့ရှိရင်တိတယ်ဆိုတော့သဘောမျိုးပေါ့နော်ဒီလိုပြောကြတာရှိတာပေါ့နော်အဲ့တော့အဲ့တော့ဖေရားမှာသူကဘာဖြစ်လဲအကုန်တိရမှာပေါ့နော်အကုန်တိရမှာဒါဒီဖေရားမှာမဟုတ်ဘူးနော်ဘုဒ္ဓဖေရားမှာမဟုတ်ဘူးကျန်တဲ့ဘာသာတရားတွေရဲ့ နော်တရားတွေကလည်းဒီလိုပဲပေါ့နော်ကျွန်တော်တို့ကဒီဟိုနော်ပရစ်တော်ဆိုလို့ရှိရင်ဖုံးကွယ်ထားတဲ့ဟာတွေကိုသူကအဲနော်သူ why 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 ဦးလာဖွက်တာဟိုဖုံးကွယ်ထားတာကိုသူကတည်တယ်နော်ဒါဒါမျိုးတွေပေါ့နော်သူဖုံးကွယ်ထားလို့မရဘူးသိလို့မရဘူးပေါ့နော်အဲဘုရားရဟန္တာတွေဆိုတာလိမ်လို့ညာလို့မရဘူးဒီလိုမျိုးကျွန်တော်တို့ကအဲနော်သဘောပေါက်ပါဘယ်လိုသဘောပေါက်မှာလဲပေါ့နော်အဲ့တော့သို့တော်ကျွန်တော်တို့က တကယ်ကောကျွန်တော်တို့ကနော်ဖခါဖြစ်တဲ့ဖခါဖြစ်တာလည်းကျွန်တော်တို့ကနော်ဟိုတရားတွေကနော်တိရမန်တမျှအကုန်တိတယ်လေလို့သူ့ကိုတွားပြီးလေလို့ညာလို့မရဘူးပုံကွယ်လို့မရဘူးဆိုတာဖြစ်နိုင်ပါ့မလားနော်ဟိုတကယ်နော်ဖြစ်နိုင်ပါ့မလားလို့ပြန်တွေးကြည့်ဒီနေ့ခင်အမြင်နဲ့ပြန်တွေးကြည့်တဲ့အခါဟုတ်ပြီပြန်တွေးကြည့်တဲ့အခါကျတော့ကဲအဲ့လိုသာဖြစ်ဖြစ်မယ်ဆိုလို့ရှိရင်နော်အဲ့ဒီမတန်ငယ်လေတဲ့နော် PC ကားစုတို့နော်ခုနကဘက်တော့ပို့ထုံးရဲ့နော်ခုနကနော် နောက်ခရစ်နှစ်အစပိုင်းမှာเนาะလူငယ်အနှစ်ထောင်လောက်ကစအဲ့လောက်ခရဲကเนาะယနေ့ခေတ်တွေ့ရှိထားတဲ့เนาะသိပ္ပံပညာတွေဘာကအာအာတာတာယူကြောင်းတွေเนาะခုနခုနเนาะဒီ ATM ရဲ့เนาะခုနဟိုဘာခေါ်လဲကျွန်တော်တို့เนาะဟိုဟိုဘာခေါ်လဲအတွင်းကเนาะအသေးငယ်ဆုံးအစိတ်အစိတ်ပိုင်းအကြောင်းတွေเนาะခုနเนาะ quantum mechanics တွေ ဲ့ခုနကကျွန်တော်ခုန relativity ပါပဲလေအကတဆိုင်ရနော်အကြောင်းအရာတို့သိရှိပြီးဟောကြားပြီးဖြစ်မှာပေါ့နော်မတွေ့လို့လားအခုချိန်ချမှာတော့လေဒါတွေတွေ့ရှိတယ်အဲ့ဒါစနေနေ့ပြင်ကြအောင်အကုန်ပေါ့နော်ခုနကရှိရှိလို့ရတော့အရာဒီအားလုံးကတစ်ဆင့်ပြီးတစ်ဆင့်တာကျွန်တော်တို့ကသိရတာပေါ့နော်သိရတယ်အဲ့တုန်းကသိမယ်ဆိုရင်ကျွန်တော်တို့ကအဲ့တုန်းကအဖြေကနော်ဟိုရှိနေတယ်ပေါ့နော်အဲ့တော့သိကြမှန်းတည်းများအကုန်သိတယ်ဆိုတော့ဟိုတော့ တခုရရှိတာပေါ့လေသူအဲ့ခက်ကလူတွေနော်ပေါ်ထွန်းခဲ့တဲ့လူတွေနော်ခုနကနော်အတိညာနဲ့ချိန်ထိုးပြီးပြောတာလူရရှိတာပေါ့နော်သူကဟိုဒင်းပေါ့နော်အဲ့အဲ့တွေ့ကြအဲ့လောက်ပဲပြောခဲ့တာလေဖြစ်တယ်ဆိုတော့ပြောပြရတယ်တော်တော်ဘယ်လိုလဲပါကျွန်တော်တို့ကနော်တော်တော်ကလည်းပါကျုပ်ဆရာကြီးပြောလူကအကုန်မသိပါဘူးပေါ့နော်ဘယ်တော့ကြည့်ရသေးတယ်ဟိုအကုန်သိရတယ်ဆိုရင်ကိုယ်မြတ်ခုံးမွေးပေါ့နော်ဒီခုံးမွေးမှာခုံးမွေးပနေပင်ရှိတယ်ဆိုတာ တိရမှာပေါ့ပညာပေါ့နော်မတိဘူးပေါ့သူမတိအနည်းဆုံးလေးနှလုံးသားမျက်စိနဲ့အနည်းဆုံးနော်ဒီကုံမေးပဏ္ဍမရှိတယ်ကျွန်တော်တို့မတိဘူးပေါ့မတိနိုင်ပေါ့စပယ်မေးပဏ္ဍမရှိတယ်မတိနိုင်ပေါ့တော့တိလို့ကျွန်တော်တို့ကစပယ်မွေးတွေကိုကြည့်ခဲ့တယ်အဲ့စပယ်မွေးတွေကမျက်ပုံးမွေးတွေကနော်ဒီစပယ်မွေးတွေမှာဖြစ်တယ်အဲကျွန်တော်အခုရည်ပြီးပါတယ်မနေ့ကညာကမျိုးဖြစ်အောင်နော်တပတ်ခါကျရင်မျိုးဖြစ်အောင်ဘယ်သူကျွတ်သွားလိုက်နော်ကျွန်တော်ပါပဲအစ်စ်ပြန်ပေါက်နိုင်တဲ့ဘန်ဒီလိုမျိုးတွေပေါ့နော်အဲ့တော့ခုနတိကျမှန်တယ်ဗျအကုန်တိတယ်ဆိုတဲ့သဘောမှာလည်း ကျွန်တော်ကဒီလိုပဲကျွန်တော်တို့စာပါတော့နော်ဒီလိုပဲဒီစာပါပေါ့အဲ့တော့သို့တော်လည်းဘယ်လိုပဲပြောလို့ဟိုတရားတွေကိုအဲ့လိုပြောကြတဲ့အခါကျတော့ဒီအတွက်ကြောင့်ပဲအရင်နေ့ကယဟန္တာလေးဆိုရင်လည်းကျွန်တော်တို့ကပါဖြစ်တယ်အဲ့ဒီလိုပဲပေါ့နော်ယဟန္တာဖြစ်လာပြီအကုန်တိအကုန်တိရတယ်တိနေတယ်ပေါ့ပေါင်းဝယ်ထားတာဒီခုနလိန်နာများတာခုနပေါ့နော်ခုနအကြောင်းရပေါ့နော်ဒါအဲ့တကြောင်ပဲကျွန်တော်တို့ကတစ်ဖက်မှာပါပဲလေဒီဘိုးတော်ဘိုးတော်နဲ့ပတ်သက်ပတ်သက်ပြီးတော့ နောက်တစ်ဖက်ကရဟန်းတော်တို့ပြောတဲ့လူတော့လိမ်ပေါ့နော်အဲတော့လိမ်ပြီးတော့ကျွန်တော်တို့ကဘယ်လိုပြောလဲကျွန်တော်ကဘယင်တန့်ရင်ဘယင်ဖြစ်တယ်ပေါ့နော်ဘယင်ဟုတ်ကဲ့လည်းရှိတယ်မလားဟုတ်ပါတယ်တောင်းလူကြီးမင်းတို့စတင်နဲ့ခွေးတို့ပေါ့လေကျွန်တော်တို့ဘယင်တို့တတ်တတ်တဲ့ခါကျတော့ဘယင်ဖြစ်တော့နော်အဲဒီလိုမျိုးဖြစ်တယ်ရှိတယ်လေအဲတော့ဘယင်တန့်ရင်ဘယင်ဖြစ်တယ်ဆိုတော့နော်ကျွန်တော်တို့ကယူဆမျိုးတွေပေါ့လေဒီလိုယူဆမျိုးတွေနဲ့ရဟန်းတော်တို့တော့လိမ်လို့ရလို့ရှိရင်သူကရဟန်းတော်နဲ့တကူကြီးတဲ့ဖျားဖြစ်တယ်ပေါ့နော် ရန်ရန်လာလို့ပြောလိုက်သွားလိမ့်မယ်ဟိုဒီကဟိုရတယ်ဆိုတော့เนาะဟိုတင်းဖြစ်တယ်ဆိုပြောရတယ်เนาะဒီသူ့ရဲ့ကြီးကြီးရဲ့เนาะလူဖြစ်တယ်ဆိုပြီးတော့ကျွန်တော်ယူဆအနေနဲ့เนาะတရားတွေရန်လာတယ်ဟိုရန်လာတယ်သွားလိမ့်တာလည်းရှိရှိအလိမ်လို့ရသလားဆိုတော့ရကျင်နေရမှာပေါ့ဟိုကျွန်တော်ပြောနေကျွန်တော်တို့ကเนาะအဲ့တော့ဟိုဟိုဆိုလို့ရတဲ့ဘောတော့တကယ်တော့ကျွန်တော်တို့ကဘာဖြစ်လဲကျွန်တော်တို့ဒီအတွက်ကြောင့်လည်းကျွန်တော်တို့ကဘာဖြစ်လဲဆိုတော့ဟိုကျွန်တော်တို့ဟိုခစ်ကဆိုလို့ရှိရင်ကျွန်တော်တို့က အဲ့ဒါလည်းပြောမယ်နော်ကံဒီကနော်တဘောမှာပေါ့နော်ကံဒီကဒါကိစ္စဆက်ပါကြာခဲ့ပါပြီနော်ဒီဒီလုံကြီးဒီလုံကံဒီကနော်ဟိုလောက်ကန်ဆောင်ရွက်မှုဆိုတာနော်ဒါဝိဇာတို့ဘိုးတော်တို့ကလည်းတာတွေ့ပေါ့နော်အဲ့ဟိုအတိတ်ကဆိုလို့ရှိရင်ကျွန်တော်တို့နော်ခုနပင်သန့်ပင်ဖြစ်တယ်သူ့လိုပေါ့နော်ကျွန်တော်တို့ကဟိုဘင်းနော်တိမ့်ပိုက်နိုင်ဆိုလို့ရှိရင်နော်ကျွန်တော်တို့ကတတိုင်းပြည်တော့တိမ့်ပိုက် တကယ်ပြည့်ရဲ့ဘောပဲနော်လူတက်မှာဆိုးပေါ့သူ့ရဲ့နော်အတဝိညာဉ်တိမ့်ပိုင်နေလို့ရှိရင်အဲ့လိုဘောကတိမ့်ပိုင်နေတယ်ဒီလိုပဲကျွန်တော်တို့ကဘင်းယုံတိမ့်ပိုင်နေလို့ရှိရင်ပါပဲတတိုင်းပြည်လုံးတိမ့်ပိုင်နေတယ်ဆိုတော့အဲနော်အယူဆမျိုးတွေကျွန်တော်တို့ကပါပဲအိုးတော့ရှိခဲ့ပါတယ်နော်ရှိခဲ့တဲ့အကြောင်းဘင်းယုံလေးပါဆိုလို့ရှိရင်ကျွန်တော်တို့ကဒါငယ်ငယ်လေးတည်းကိုကကျွန်တော်တို့ကနော်ဟိုဘေးကနေပြီးတော့ကျွန်တော်တို့ကဟိုကျွန်တော်တို့ဘယ်လိုပြောဘူးတော်တော်တရေမှာကျွန်တော်တို့ရှိတယ်လေစုံစုံစုံရဲတော့ပါလို့ကျွန်တော်တို့ တင်းငက်တို့မင်းတွေလေ့ကျင့်ပေးတယ်ငယ်ငယ်လေးတွေကလေ့ကျင့်ပေးတဲ့ဟာမျိုးပေါ့နော်။ဒါငယ်ငယ်လေးတွေကသူ့ကိုနော်ခုနကနော်သူသူချစ်ချစ်အောင်ရိုးချစ်အောင်မောအောင်ကြောက်ကြောက်တက်အောင်လူချင်းမှုတွေအကုန်ပေါ့နော်။ရှစ်ချစ်မြအရာတွေသူကဖန်ကြောင်းပေးပြီးတော့ကျွန်တော်တို့ကဒါချင့်ယူပြီးတော့ဟိုကျွန်တော်တို့ကနော်ဘာတကယ်ဒီဘရင်တွေငယ်ငယ်လေးတွေကသူမသိဘူးသူ့ကိုအသိမပေးဘဲနဲ့ချင့်ပြန်ပေါ့နော်။ပေါ့နော်ချင့်ယူပြီးတော့မှကြီးတဲ့အချိန်မှာသူ့ကိုအတတိုင်ပိုက်တဲ့နော်။သူမသိဘဲနဲ့တင်းထားတာဒီဒါတွေက လုပ်ပြီးတော့အဲ့ရတဆင့်ပါလေခင်ဗျခုနကကျွန်တော်ပြောသူတိုင်းပြည်ကိုကျိုးကန်တဲ့ပုံစံမျိုးတွေရှိတာပေါ့နော်ရှိတာပေါ့ဒါတွေကကျွန်တော်တို့ကဘယ်ရလာတာလဲဆိုတော့အိန္ဒိယအိန္ဒိယနော်အိန္ဒိယဟိုဒီဒီခုနကနော်ဟိုကန်ဒီယာကိုယူဆတယ်ကနေပြောတာအိန္ဒိယမှာဆိုလို့ရှိရင်ကျွန်တော်တို့ကပါပဲလေနော်ဟိုဒါမှအိန္ဒိယမှာတော့ကန်ဒီယာတွေမဟုတ်ပါဘူးသာဒူးတွေပါတယ်ဆိုလို့ရှိရင်ကျွန်တော်တို့က ဘာလို့လဲဆိုတော့နော်ခင်မွန်ရစာကြည့်တွေပါတယ်ပေါ့နော်ဟိုငယ်ကဂုရုတွေပါတယ်ပေါ့နော်အတူရှင်းဟိုသူသူဒီစာဒီနေရာဒေတာညွှန်ရတယ်သွားတယ်အဲသူကဒီခလေးကိုငါမွေးမယ်ဆိုပြီးသူကနော်ပြောခဲ့တယ်ပြောခဲ့ပြီးတကယ်မွေးရမို့အပြင်ကအဝေးကနေသူ့ကို control လုပ်ကျိုးကန်နေပေါ့နော်ကျိုးကန်ပြီးတော့ဟိုခုနလိုပေါ့လေဟိုတိမ်ငှက်တွေပါလေ၄ချင်ပေးတယ်လို့၄ချင်ပေးပြီးတော့ဆိုတော့နော်ဒီလိုနင်းရုံကို၄ချင်ပေးတယ်လို့၄ချင်ပေးတော့ ြည်လာတဲ့အခါကျမှသူကခေါ်သွားတာလေဒါတွေကရှိတယ်ပေါ့နော်ရှိတယ်ဆိုတာအဲ့တော့ဘယ်လိုနေကျင်တာလဲဆိုတော့ဒီကမ်ဘီယာနီးနဲ့နေကျင်တာပေါ့နော်အဲ့တော့ကမ်ဘီယာနီးနဲ့နေကျင်တယ်ဆိုတာကတော့ကမ်ဘီယာကတော့တိတ်ကျဲပြန့်တယ်တိတ်ကျဲပြန့်တယ်ဆိုတာကမ်ဘီယာမှာနော်အဓိကတော့တယ်လီပတီပေါ့နော်တယ်လီပတီဆိုတဲ့စိတ်တကူကိုကျွန်တော်တို့ကအဲအဓိကပေါ့နော်ဆက်တွေ့ခဲ့တယ်သို့တော်လည်းဒီကမ်ဘီယာအတိုင်းဝိုင်းဆိုတာဟိုတော့လူတမန်အစားကလေးကကျွန်တော်တို့ကပါတယ်ဆိုတော့ မမြင်ခွင့်ရမှာဘူးမမြင်နေရတဲ့အပိုင်းများရုပ်ခွဲပြီးတော့တရှိနေတဲ့လူအနေနဲ့လည်းရှိနိုင်တယ်နော်အယူအဆအနေနဲ့လည်းရှိနိုင်တယ်နောက်တစ်ခုကဒီခုနပြောတဲ့ဟိုတယ်လီပတီဆိုတဲ့ကျွန်တော်တို့ကဒီတော့ဟိုခုနကျွန်တော်ပြောသလိုတယ်လီပတီဆိုတာဟိုကသူကအဲဘယ်လိုပြောမလဲဟိုရဝင်းတစ်ခုပေါ့နော်ဒီအိုးတုံးကစလာတဲ့ဒီတယ်လီပတီဆိုတဲ့အဲစိတ်တကူပေါ့လေစိတ်တကူနဲ့ဆက်တယ်ဆိုတဲ့ရဝင်းတရက်ကနော်ဟိုကျွန်တော်ကရှိနော်ဒီဒီဒီအားကြီးတစ်ခုပေါ့ တရားကရှိတယ်ရှိနေတော့အဲ့ဟိုကခုနကျွန်တော်ပြောဆိုတော့အဲ့တိုင်းနဲ့အတိုင်းဝင်နေဝင်တော့လို့ရှိရင်အဲ့သူကနော်ကိုဝင်လိုက်တာနဲ့ပါတယ်နော်အချီအချဲကြီးကိုကျွန်တော်ကပါလေခြုံဝင်ပြီးတော့ဖြစ်သွားမယ်တစ်ခါပြန်ထွက်ပို့လဲခန့်ပေါ့နော်ဒါမျိုးတွေရှိတာပေါ့နော်ဆိုတော့အဲ့တော့တယ်လီပတီတွေပါနဲ့ပတ်သက်ပြီးကြတယ်ဒီလိုပါလေနော်တယ်လီပတီကျွန်တော်တို့ကဆက်သွယ်တယ်ဆက်သွယ်တဲ့ခါကျတော့ခုနကတို့တော့မတိကြဘူးပေါ့နော်မတိကြဘူးမရေရာတဲ့ဟာတွေအဲ့အဲ့လောကကတော့ပြဿနာတစ်ခုပါဒီတယ်လီပတီဆိုတာတကယ်တော့ကျွန်တော်တို့က ရှိသလားလို့မေးတဲ့အခါကျတော့ခုနကဒါကျွန်တော်တို့စိတ်ပညာရက်တင်ပါတယ်သူတင်တာပြကြပါတယ်ခွာနော်ကျွန်တော်ရှိတယ်လို့လို့မရှိတယ်လို့လို့ပဲကျွန်တော်တို့ပြောရအောင်ပါနော်အဲသူတို့က group mind ပေါ့နော် group mind ဆိုတာကျွန်တော်တို့ကဒါကဒါခုနကပဲ group mind ဆိုတာခုနကဒီဝင်းဝိုင်းထဲမှာလူတွေရဲ့ယုံကြည်မှုနဲ့တွားနေတာနော် group mind ပေါ့နော်ဟိုအာဖရိကမှာလည်းဒါမျိုးတွေရှိတယ်ပေါ့နော် group mind နဲ့အဲ့တနေရာနေပြီကျွန်တော်တို့ကအချက်ပြလိုက်လို့ရှိရင်ဒါအစင်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 ရောက်သွားပြီးတော့ဟိုအဝေးမှာသွားပြီးလို့လို့တိတယ် အဲဒါကသူကြိုးတင်စီစဉ်ထားတဲ့ကျွန်တော်တို့ကเนาะချိတ်ဆက်မှုပေါ့เนาะစီစဉ်တာမဟုတ်တော့သူ့လိုလိုဖြစ်ပေါ်လာတဲ့ချိတ်ဆက်မှုတွေကကျွန်တော်တို့ကတလီပတိရှိတယ်လို့ပြောတာပေါ့เนาะအဲ့ဒီဟာတွေကဒီလောကရဲ့အဝန်အစင်းမှာเนาะယုံကြည်မှုတည့်ရဲ့အနေနဲ့ရှိနေတယ်ဒီဟာကိုအတုံးပြုတ်နေဆိုလို့ရှိရင်ဒီမို့လားယုံကြည်တယ်ဒီမို့လားเนาะဆက်တွေ့တယ်ဆိုလို့ရှိရင်ဆက်တွေ့တဲ့သဘောမျိုးရှိနေတယ်ဆိုလို့ရှိရင်ဒီဟာရရှိနေပါပေါ့เนาะရှိနေပါပေါ့အဲ့တော့အဲ့ဒီဟာနဲ့ကျွန်တော်တို့ကထမ်းချုပ်တာဘယ်သူလဲလို့ပြောလို့မရဘူးတကယ်တော့ဖာသာစကားကို ်အဲ့ဒါဖြစ်နေတာပေါ့နော်ဘယ်လိုပါလဲဒီကတက်လီနီဆိုအကြမ်းတာတစ်ခုပြောမယ်သူအများကြီးဟိုဒါဒါဒီမြန်မာကတာစကားမှာဟိုနော်ဒေတာရင်ကျွန်တော်တိပါတာတာတစ်ခုမှာအထက်ပြင်းမြောက်မြောက်များစွာထွက်နိုင်တယ်နော်ဒါလုံးမှာဒေါင်းနဲ့ပါတာစကားဆိုတာကျွန်တော်တို့နော်ခုနလူရင်းကိုရောက်ဖို့အတွက်ကျွန်တော်တို့ကလည်းအများကြီးကျွန်တော်တို့ကလည်းနော်ဟိုနော်ยายเปรียบเหมือนกับกุกกะเปียนะกุกกะเปียเนี่ยภาษาสกาสุดาหลุยยิงโหยกโหด้วย နော်ဒီဒါကြောင့်ရှုပ်ပါလေကျွန်တော်တို့ဘာသာစကားမှာနော်စက်တယ်မှုနော်ကျွန်တော်တို့စိတ်ပညာကအဲဒီဒီဒီကပြောကြလို့ပါနော်အဲကျွန်တော်တို့ဘာသာစကားမှာနော်ကျွန်တော် background history ပါနော် background history နော်ခုန transit ဖြစ်မှာ overlap များများဖြစ်မှာကျွန်တော်တို့ကဘာဖြစ်လဲအဲတစ်ဖက်ကပြောချင်တဲ့စကားကိုတစ်ဖက်ကဘာဖြစ်လဲအဲကျွန်တော်တို့ကနော်လူရင်းကိုရောက်နေတယ်ပေါ့နော်လူရင်းကိုမြင်မြင်ရောက်နေတာအမိုးရှင်လူရင်းကိုမရောက်ဘူးပေါ့နော် background history ကတူနဲ့တူပြီးရကျွန်တော်တို့က နေသားတွေပေါ့နော်နေသားတွေအဲ့တော့ဟိုအဲ့လိုမှမဟုတ်ဘူးဆိုရင်ကျွန်တော်တို့ကပါပဲလေအဲသူကပြောတဲ့စကားသူကတော့တော်တော်နဲ့တော့ဘောမပေါ့တော့ပေါ့နော်အဲ့တော့ဟိုဒီသဘောမျိုးတွေရှိတဲ့ခါကျတော့ခုနကအဲ့တော့ကျွန်တော် dialogue ကတိတ်အရေးကြီးတယ်ဆိုတာပြောချင်တာပါနော်သူသူစာအုပ်ရင်းမှာ dialogue ကအရင်အရေးကြီးတယ်ပေါ့နော်လူရင်းကိုရောက်ဖို့အတွက်လူငယ်သူအခြေခဲတွေပြေဖို့အတွက်လူငယ်သူတန်တရားတွေရှင်းဖို့အတွက် dialogue ကတိတ်အရေးကြီးတယ်နော်ဟိုကျွန်တော်တို့က အဲ့တော့ခုန overlap မဖြစ်ဘူးဆိုတာလေတဘာဝပဲလူတယောက်တယောက် overlap ဖြစ်ဖို့ဆိုတာเนาะ background history ဆိုရ overlap ဖြစ်ဖို့ဆိုတာလေမဖြစ်ဘူးဆိုတဲ့တဘာဝပဲပေါ့เนาะဒါကလူတယောက်တယောက်ဘယ်လိုတွေ့နိုင်မလဲเนาะအဲ့တော့အဲ့တော့ဘာဖြစ်လဲဆိုတော့ဟိုခုနကကျွန်တော်ပြောခဲ့သူတက်လီပတိကြတဲ့ခါကျတော့ဘာဖြစ်လဲဆိုတော့စိတ်တကူကြတဲ့ခါကျတော့ခုနကကျွန်တော်ပြောတဲ့ဟာကိုသူကเนาะအမြင်တစ်ခုပေါ့ဒီဟာလေးတစ်ခုမြင်လိုက်လို့ရှိရင်အဲ့ဒါကိုသူအထိပ္ပယ်တစ်ခုကောက်လိုက်တယ်သူထင်ရသူကောက်တယ်ပေါ့နော်သူထင်ရသူကောက်လိုက်တယ် ထောက်လိုက်တဲ့အချိန်မှာခုနကကျွန်တော်ပြောခဲ့သူဟိုခုနဘာသာစကားမှာကြတော့ဒီကိုပြောချင်တဲ့အကြောင်းအရာကိုကိုပြောချင်တဲ့လူရင်းလူရင်းကိုညောင်းညောင်းလာကြတော့ကိုကောင်းမှုတယ်ဒါပြီး fix လုပ်ရတယ်နော် fix လုပ်တယ်ပေါ့နော်ဘာလို့ navigation မှာ fix လုပ်တယ်ပေါ့နော်အဲအဲ့လိုမျိုးတစ်ပြက်ပေါ့နော်ဘာလို့ကိုကလူရင်းကဘာပြောချင်တာဘာဘာစကားများတော့ကျွန်တော်တို့ကဒေးရနေပတ်နေလေကျွန်တော်တို့က data pairing နဲ့ fix လာလုပ်ရတာပေါ့နော်ကိုမှကြတော့ telepathy ကြတာကြတော့ကိုကအချောင်းကိုမြင်လိုက်တော့ခုနက body language ကိုမြင်လိုက်တယ် ော့အဲ့ဒီကောင်ကနေပြီးတော့ခုနညောင်းစွာကျွန်တော်တို့ကပြလေအထိပ်ပဲပြထွက်သွားပြီးတော့ကျွန်တော်တို့ကကိုထင်ရကိုယူလို့ရတယ်နော်ဟိုတော့ဒါမှမဟုတ်တော့ပုံစံ dialogue မဟုတ်ကံပြင်းမှာ dialogue မလုပ်ဘူးစီတော့ပြောတဲ့ခါကျတော့ကိုထင်ရကိုထင်ဒီချိန်နဲ့နေတာပေါ့ကြုံကြုံနေမိနေတဲ့ချိန်နဲ့နေတယ်ဝန်ထမ်းရရှိဝန်ထမ်းမဲ့ဝန်နဲ့နောက်တူအတွင်းမှာပဲနောက်ဒီတီကိုစားပြီးတော့ကျွန်တော်တို့ကပါပြလေအာရှိနေကြတာပေါ့နော်ဘာမှမစားပဲအဲ့တော့အဲ့တော့တို့တော့သူ့အတွက်ကပြဿနာရှိနေမယ်ဒါကြီးကိုနိုင်ငံရေးနဲ့ကျွန်တော်တို့ကလူမှုရေးနဲ့မှာဝင်လာတဲ့ခါမှာကျတော့ကျွန်တော်တို့ပြဿနာတွေအများကြီးရှိလာတာ เนาะဟိုခုနဟိုတာခေါ်လဲဟိုเนาะသူသူလင်းဖြစ်ရလက်တင်ခေါ်တာမျိုးတွေเนาะသူမကျင်တဲ့အရာကိုထိုးနှက်တာမျိုးတွေဆိုတာမျိုးတွေကဒါမျိုးတွေဖြစ်လာတာပေါ့เนาะအဲ့ခါမှာတော့အဲ့တော့ကျွန်တော်တို့ကဘာဖြစ်လဲဆိုတော့ဒီကမ်ဘီယာတဘောမှာကျွန်တော်တို့ကဘာဖြစ်လဲဒီရန်လာယူသွားလေလို့ရှင်ရန်လာဖြစ်ဖះရသွားလဲဖះဖြစ်ပြီထောင်လိုင်းဒီမှာပေါ့နော်ထောင်လိုင်းဒီမှာတော့ရဲပေါ့ဗျရဲနော် ရဲရဲတရားဝင်မှုတွေထိမ့်သိမ့်တဲ့ရဲပေါ့ဟာမြို့နယ်မှုတွေကိုတော့တက်ပြီးခိုးနိုင်လို့ဆိုရင်ဒီကောင်မြို့နယ်မှုဖြစ်ပြီးဆိုတာမျိုးပေါ့နော်ဒါမျိုးပေါ့ဟိုထောင်လိုင်းကြီးကိုတော့လိန်လို့ဆိုရင်ထောင်လိုင်းကြီးတက်ခိုးနိုင်လို့ဆိုရင်ဒီကောင်ကဖြစ်တယ်ထောင်လိုင်းနဲ့ကြီးကြီးကူးလို့လဲဆိုတာမျိုးပေါ့ဘတ်ထောင်လိုင်းဆက်ကျွန်တော်တို့ကဒီဟိုတချို့နေရာတွေမှာကျတော့ဒီကငါထောင်လိုင်းကြီးကဘယ်လိုပြောမလဲကျွန်တော်တို့ကတော့ဒီကွန်ရက်သဘောမျိုးပေါ့နော်အကွက်စီသွားတဲ့အဖွဲကြီးကထားတဲ့နော်ကွန်ရက်သဘောမျိုးတိုင်းပြည်မှာကျတော့အဲ့ကျတာအစားတင် ကဲဘာလို့အကုန်ကြည့်ရတယ်ခဏကြီးရတာကဲတမီမောင်းထူရတာဒါသူရဆိုရတယ်လည်းကလည်းသူတို့ကဒီထောင်လိုင်းနီးနဲ့လဲထောင်လိုင်းနဲ့ဂမ်ဘီယာနီးနဲ့လဲထောင်လိုင်းဒါကြောင့်ကျွန်တော်ပြောတာဒီထောင်လိုင်းကြီးရှင်းလာပြီလေဘိုးတော်လူတို့ဝိဇာလူတို့တိတ်တာလူတို့ဖြစ်သွားတဲ့ကဒါကိုပြောတာပါနော်သူကထောင်လိုင်းနီးတယ်မှာမဟုတ်ဘူးဂမ်ဘီယာနီးပါထောင်လိုင်းနဲ့နော်ထောင်လိုင်းနဲ့အထောင်လိုင်းဆိုဒီနေ့ခင်မှာကင်မရာတွေပိုင်းရတယ်မျိုးစုံပေါ့နော်အတန်းလျှို့ဝဲကိုမမြင်နိုင်တဲ့ဟာလေအဲ့ဒီဟာနဲ့ဂမ်ဘီယာနဲ့ပေါင်းပြီးတော့သူကစစ်တပ်စစ်စင်ကပါတဲ့ခါကျတော့ ော်ဒီထောင်လေးလက်ထက်ခရကနေရုံးချက်ဖို့ဆိုတာအတိတ်ပဲကြောက်ဘာနောက်ဆုံးကျွန်တော်တို့ကထောင်လေးနေအတိတ်တွေအတိတ်တွေဝေးပါတယ်ဆိုကြပါစို့ဘာမှပြောရစရာဟိုတုန်းကပါလေမျက်မှန်ကြီးလို့ပါလို့ရှိနေအန်ဘူကျော်ကြီးခင်ညွန်းတို့လာနေအနောက်အခုပါဖြစ်လေအဲပါလေဆောင်ရပါလားမတန်မျိုးရှိတယ်ပေါ့နော်ဆိုအဲ့လိုဟာမျိုးတွေအားဆိုကျွန်တော်တို့ကဟိုမထောင်လေးတယောက်ကနော်ထောင်လေးတယောက်ကထောင်လေးဖြစ်လာတယ်ရရှိတယောက်ထောင်လေးပါတန်မှုတွေဖြစ်လာတယ်နော်ဒီကောင်ဖြစ်လာတဲ့အချိန်မှာဒီကောင်ခုံမထားလိုက်တာနဲ့ ာဒီကောင်ကိုတော့ဟိုဝိုင်းထောင်လန်းနေဝိုင်းပြီးတော့အဲ့လိုပေါ့နော်သူသူလောက်တဲ့မြအကုန်တိတယ်ဗျာဟိုလက်လေးလုံးမြအခြေလေးလုံးမြအကုန်တိတယ်နော်အဲ့တော့ဘယ်လိုတိလဲဆိုတာပထမတော့ကောင်လေးတိချင်မှတိထောင်လန်းရေးရနော်မတိနော်ဘယ်လိုတိလဲအကုန်ထောက်လန်းအရှုံးပေးမလားမလားပေါ့နော်အဲ့တော့ဟိုဟိုခဏနောက်ကလူတွေဟိုသူတွေကတပါရင်းနေတူပြီပေါ့ဗျာနော်မခါမြောက်စင်တူပေါ့နော်ခဏဒီတော့ပါနေတယ်အဲ့တော့ရှုံးပေးမလားပါလားအဲ့တော့တကယ်တော့ပါပဲလေဘလို့ထောင်းလန်းနေဒီကောင်အကုန်သူ့ကိုထောင်းလန်းမရဘူးလိုက်ပိတ်ပိတ်လည်းမရဘူး အကုန်လိုက်ရှာကင်မရာတွေပါတွေ့လိုက်ပေါ့။ဟိုရောအားကြောင့်ဘာကြောင့်လဲခုနကသူ့သူ့ဆက်လုတ်ခရဲသူကခုနကကျွန်တော်တို့ဖတ်ပြလေဟိုဂရုတွေကျွန်တော်တို့လွတ်တလို့ဖတ်ပြလေငယ်ငယ်တည်းကသူ့ကိုတင့်ကောက်ထားတဲ့လူကောက်ထားတဲ့လူကိုကျွန်တော်တို့ဖတ်ပြလေထဲလိုက်တာနော်ထောင်းလိုက်ဆိုတာကောက်ထားပြီးသားငယ်ငယ်တည်းကကောက်သူ့ကိုအကုန်လုံးခရဲလို့လေးလာသူမသိပဲနဲ့ကျွန်တော်တို့ကပဲလေးလာပြီးမှဒီထက်ကောက်ထဲအကုန်မသိဘူး ။နောက်ထောင်လင်းမှာကျွန်တော်တို့ကဟိုအရင်လူကိုလှန်ဖို့ဆိုတာမလွယ်ဘူးဆိုတာအဲ့ဒါပေါ့နော်။ဟိုတော်တော်တော့ခက်တယ်နော်။ revolution လို့ပေါ့ပေါ့နော်။ဟို matrix ဆိုတော့ revolution တော့လို့ပေါ့နော်။တိတ်မလွယ်လောက်ပေါ့နော်။မလွယ်လောက်။အဲ့တော့ဟိုဖျားလောက်နော်ခုနကနော်ခန္ဓာရည်ပေါ့။စိတ်ခန္ဓာရည်ညစ်ချက်ပြီးတော့ကျွန်တော်တို့ကနော်ဟိုနော်မြင်နိုင်မှသာလေကျွန်တော်တို့ကပဲလေဒီလောကကြီးကအဲ့တော့ထောင်လင်းတွေမြင်လာတယ်ချိလာပြီဆိုရင်နှက်သွားပြီဆိုလို့ရှိရင်ကျွန်တော်တို့က ဒုလော်တွေဖြစ်သွားပိတ်တာတွေဖြစ်သွားနောက်တစ်ခုစုံမျိုးပေါ့နော်ကာတကယ်ကိုဒုဒုက္ခပေးနေမထောက်လန့်ဒါပေါ့နဲ့ဒါနဲ့ပဲချန်တယ်ပေါ့ဟဲ့လူတွေရဲ့ history ပေါ့တမိုင်းကိုတင်ပြထားပြီးတော့ခုနဘီရင်တွေကိုကြိုးကန်ပြီးပေါ့လူတွေကိုကျွန်တော်တို့ကကြိုးတန်ကြတယ်ပေါ့နော်ဒါကဗမာပြည်တပြည်ဒီဒီလိုတိုင်းပြည်မျိုးတွေတခုလားဆိုမဟုတ်တင်တယ်ကျွန်တော်ကဘာကြီးမှာပါဒီလိုပုံစံမျိုးတွေရှိဘာလို့ထောက်လန့်ရေးဆိုတာလို့ကနိုင်ငံရေးဆိုတာလို့ကဒီကန်ပြည်ကဒီလန့်နေလို့ကျွန်တော်တို့ကဗာပြည်လေအဲကျွန်တော်ကနားနော် စင်ပွားယူတာပေါ့နော်စင်ပွားယူတာပေါ့နော်အဲဘိုးတော်နီးနီးနဲ့တလေးပတိန်နဲ့မထောက်လန်းရင်တော့အဲခင်မီကြီးတွေနဲ့ဒီလုံနီးလုံမှန်နေရအောင်ကျွန်တော်တို့ကအဲနောက်ခုနကျွန်တော်ပြောပြတယ်အဲနောက်ပြောင်းလဲပြီးတော့နောက်တရှိနေမှာတမနာတရားမွေးတယ်နောက်အမေရိကန်တမနာတရားမွေးတယ်နော်အခုထောက်လန်းရနော်သူသူတက်ဆိုင်ပေါ့ထောက်လန်းနေပြီးပြီခုနရင်းရင်းရှင်ကြီးတွေရင်းနိုင်ငံဆိုတော့ရင်းရှင်ရင်းရှင်နဲ့ထောက်လန်းထောက်လန်းရင်းရှင်ပါပဲနော်ရင်းရှင်ကြီးပဲကြီးကျွန်တော်တို့ကပါပဲအဲဘာလို့သူ့ ကြိုတင်ပြီးတော့ကျွန်တော်တို့ကလည်းခုနပုံစံမျိုးပဲလုပ်ပြီးသားနော်လုပ်ပြီးသားကိုကျွန်တော်တို့ကတင်လိုက်တာအဲ့တော့ဒီမိုကရေစီဆိုတာလည်းတော်တော်ခက်တယ်နော်ကမ္ဘာကြီးမှာရဖို့ဆိုတာဒီမိုကရေစီဖြစ်ဖို့ဆိုတာတော်တော်ခက်တယ်ခက်တယ်ဆိုတာဒီယူဆတွေနောက်ကံပြီးရထောင်လိုင်းရေးဒီယူဆတွေကကမ္ဘာကြီးကိုလွှမ်းမိုးနေတယ်ဗျာနော်ဒူဒူဒူတွေတော့ကြီးနိုင်တော့ဟုတ်တာပေါ့မတို့တင်တာလေအမောင်ဟုတ်သူကဟိုဘက်ကနေငငယ်လေးတည်းပါတယ်လေသူ train လုပ်တာလေနော်ခုနကနော်ပုံတင်ထားတယ်သူ့ကိုသူတော်သိချင်ပါတယ်အဲ့လိုအဲ့လိုအလုပ်ခံရတာပေါ့နော်နောက်မှသူကဘယ်လိုခေါ်မလဲထုံနှိုးတယ်ပေါ့ နော်ခုနငငယ်လေးတခုနဂူရုတွေလို့ပေါ့နော်ငငယ်လေးတူဟိုဘေးကနေပြီးတော့တိုင်းဝိုင်းပြီးတော့ရှင်ပြေလို့ပေါ့ဝေးထားတယ်ဝေးထားဝေးထားဝေးထားပြီးတခါအတိမပြေပြီးအဲ့ထိုင်ထိုင်ပြောတာအဲဒီအရွယ်တစ်ခုရောက်လာတော့မှသူ့ကိုပါပဲအတိပြေတယ်မင်းငါတို့ဝေးထားတာအောက်ကောမယုံလက်မခံလက်မခံဆိုသူ့ကိုပြတိပြမင်းငငယ်တော့ကမင်းမသိတဲ့ဟန်အောင်သူကတိနေတယ်ဟိုကိုမသိတဲ့ဟန်အောင်သူသူကသူကနော်သူ့ record ထဲမှာအကုန်သိတယ်အဲ့တော့မှန်အောင်ပဲနေတာဟာငါတို့မသိဘူးသူဘလို့သိတယ်ပေါ့နော်အဲအဟောတာသူစိတ်ထဲမှာရှိတယ်အောင်သိတယ်ငငယ်တော့စိတ်ထဲမှာရှိတယ်အဲလိုမျိုးတွေပေါ့နော်အဲ့တော့ ။ဘာဖြစ်လဲဆိုတော့ခုနဂမ်ဘီယာရဲ့နောက်ဟိုတောင်ပေါ်ပေါ့နော်။အဲ့တော့အဲ့လိုထိတဲ့အချိန်မှာဖုန်ကြီးဆိုရတဲ့ဒီလိုပေါ့။ကျန်တယ်ရေ။ဖုန်ကြီးရမ်းတာငယ်ငယ်တည်းကလုံပွေးလာပြီးတော့ဒါအောင်လဲကျွန်တော်တို့ကအဲဘယ်လိုပြောမလဲ။နော်ဘာသာရေးဆိုတာနော်။ဓမ္မနဲ့အာထမပေါ့နော်။ဘာသာရေးရဲ့သဘောမှလည်းဒီလိုပဲ။နော်ဘာသာရေးဆိုတော့ခုနကဟိုဒီဟိုအာထမအာခေါင်ရေနော်ဓမ္မပါလေ။အာထမရဲ့အဲကျွန်တော်တို့ကတုံးချတဲ့ပစ္စည်းတွေတခုပေါ့နော်။ဖြစ်သွားတဲ့ပေါ့နော်။ နုပကံမြေအားကောင်းတဲ့အချိန်မှာဘာသာတရားတွေပါနေစုပါလေကျွန်တော်တို့အတုံးချတဲ့ပစ္စည်းအခံပစ္စည်းတစ်ခုဖြစ်သွားတာပဲဖြစ်တိုင်းဖြစ်နေတာပေါ့နော်အဲဓမ္မအားကောင်းမှလာရင်သူတို့ကပါပဲတစ်ဖက်ကိုပြင်အောင်အဲ့တော့ဘာဖြစ်လဲဆိုတော့မလွယ်ဘူးပေါ့နော်ဒီပုံကြီးရဟန်းနေဆိုတာလေဒီလိုတဲ့နော်လိန်လို့ရနောက်ဆိုဘလုံးမလိန်များရတော့ရောင်ကောင်းပြီးလိန်မယ်ကျက်တလီပတိနော်အားပုံကြီးရတာငါရဟန်းတာပဲဆိုပြီးတော့တန်ရကြတော့စာပြေလေးမှပါပြီပေါ့နော်ဟာဗာလဲကျွန်တော်တို့ကနော်လက်တွေကြားတွေအထူးလားကြတော့ဟုတ် ဟဲ့တယ်လီဗီဇန်ဆိုတော့လူရဲမသိရမှာမဟုတ်တာနော်ဟိုအိမ်မက်ဟို sorry ဟိုအတွေ့တွေရလာတာလေခုနခန်းဝေးကားကနဲ့လူကြီးရတယ်ဘာဖြစ်လဲသူသူ့ကိုယ်သူမင်း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 မဆောင်မင်းမလာလေးဆိုပြီးညလာလို့ရှိရင်ရုံးမှာတော့ဟိုကိုတိတာမဟုတ်တာအာမဟုတ်ဘူးနော်ဟာကော်မလေးချောချောလေးကိုအာယုံလေးကိုရောက်လာတယ်ညအိမ်မက်တည်းရောက်လာတယ်ဟာအဲ့ဒါကြီးကဘာဖြစ်လဲနခန်းဝေးကားကနဲ့ဘူးတော်ကြီးဘူးတော်ဖြစ်တယ်လို့နော်မသိနိုင်ဘူး မတိဘူးပေါ့နော်မတိဘူးအဲ့တော့အဲ့တော့ဟိုပြောမယ်ဆိုရင်ကဂမ်ဘီယာရဲ့တယ်လီပတီတို့ဂမ်ဘီယာတို့ဒီဝိဇ္ဇာလောကရဲ့ပြဿနာပေါ့နော်အဲ့တော့ပုံလေးတွေကလည်းအားချင်းမမတို့ချို့တို့ဓာတ်ပုံတွေတောင်လိုက်တာရှိတယ်လေကျွန်တော်တို့ကအာဝိဇ္ဇာနော်ဝိဇ္ဇာတွေနဲ့ပါတယ်ဝိဇ္ဇာအမှန်ဓာတ်ပုံကလည်းအတုပါအတုဖြစ်ဖို့များတယ်ဟိုခုနကဒီခေတ်မှာဆိုဖိုတိုရှော့တွေပါတယ်ဖြစ်တယ်နော်အားအဲ့ဒါတွေလုပ်တဲ့အခါကျတော့ကျွန်တော်တို့ကอืมအဲ့ဒါဆိုရင် တော့လိမ်မယ်နော်ရဟန္တာဆိုတဲ့သူတော့လိမ်လိမ်ပြီးတော့ကျွန်တော်တို့ကအဲ့တော့တို့တို့ရှိမှာ2မျိုးရှိတယ်2မျိုးတော့ဟိုပြန်ပြအချိုးမြဲရအောင်ကျွန်တော်တို့ကပါခင်လေလိမ်ပြီးပေါ့ဒါကတော့ခုနရှင်မြင်ရဟိုရှင်မြင်ဟိုနော်ခုနဟိုအတတိုင်းပတ်ပြီးတော့တိုင်းပြည်ကိုကျိုးကန်နေတယ်တိုင်းပြည်နောက်တစ်ခါမဟုတ်ဘူးသူကအပြင်ကနေပြီးတော့ဒီလူတို့ရှားမှုတွေကိုကြည့်ပြီးတော့ပီတိဖြစ်နေတာဒါနော်ဟိုပြန်ဟန္တာဆိုရဟန္တာယူသူကရဟန္တာဆိုတယ်ငါတို့သူ့ကျိုးကန်နေတယ်အချိန်အတူရဟန္တာကြီးဟိုသွားဆိုသွားဒီသွားဆိုသွားထိုင်ဆိုထိုင်ထဆိုထား အဲ့ဒါအစမစားတော့စားအင်နာတော့ဆိုတော့ငါတို့ပြောတိုင်းလုပ်တယ်ဒီရန်နိုင်ဆိုသူကခြေနဲ့ခြေတာဘာမှမရနဲ့ပေါ့နော်ပီတိစာအားရှိတယ်ဆိုတော့အဲ့တော့ဒီသဘောတရားကတူများတွေခေါ်ပြရင်ပြအောင်မယ်နော်ဒါမျိုးတွေပေါ့သူတို့အချင်းချင်းကြတဲ့မှာသူတို့ရဲ့ကိုယ်တိုင်တက်အောင်ပါအဲ့တော့ကျွန်တော်တို့ပြောချင်တာကပါလဲဆိုတော့ပါလဲဆိုတော့ကျွန်တော်တို့ကနော်ဟိုဖျားတွေကအဲ့လိုခုနကျွန်တော်တို့ပြောခဲ့တယ်နော်နော်တိကျမှန်မရအကုန်စင်ကိုကြည့်လဲဆိုတာဒါဆိုမတိဘူးလားလို့မေးလို့ရှိရင်မတိဘူးမဟုတ်တိပါတယ်တိတယ် ဲ့တော့ခုနကကျွန်တော်တို့ပြောခဲ့တဲ့ဟိုဘုရားဆိုတာကအားလုံးကတော့တည်ရပါတော့အဲ့တော့ဟိုခုနကတို့တော့လည်းခုနကကျွန်တော်ပြောခဲ့ပြီပါတယ်လေဟိုနော်ဟိုအားလုံးကိုတည်ပြီးသားချိန်မှာနော်ခုနကမဖရားဝိဇ္ဇာကြောင့်လည်းတည်သားဆိုတာပုံတည်တာပေါ့တည်ကြတယ်နော်တည်ကြမှာပဲနော်ဒီအခုလိုပေါ့မိုးတော်တွေပါလေကလင်ကြင်ကြီးနော်တလီဘသူနော်တကူကိုအရင်ပြူပြီးရှောက်လိုက်နေတာလေတည်ကြနော်တည်ပြီပဲသူကပါတယ်လေအဲ့ခဲဟုတ်ဘူး เนาะအဲ့ဒါနဲ့လုံမစားဘူးညာအားလုံးတိရသူကတိပြီမဲ့အတိပြီဆိုရင်တော့ဒီခင်ပါဗျာခင်ဗျာဟိုဟိုအဲ့ဒီဟာနဲ့ကျွန်တော်တို့ကပါပဲခုနကနော်ဟိုလက်တီဘုံတက်တွေဖွဲ့ပြီးတော့ကျွန်တော်တို့ကပါပဲလုတ်ကန်စားလို့ရတာပေါ့သူကအဲ့ဒါကိုလုံမစားဘူးเนาะဘလောက်တိတိသူ့ကိုဘလောက်ကြီးပဲဖမ်းဆော့ဆော့ဘလောက်ကြီးပဲတတ်ခိုင်းနေနေသူအဲ့ထဲမှာပါဘူးခင်ဗျာဆိုတဲ့ဒီလိုပုံကြီးပေါ့เนาะအဲ့တော့ခုနကကျွန်တော်ပြောသူเนาะကာထာကိုလာလိမ့်တဲ့တိမ့်နေเนาะသူကတော့သူ့ကိုနောက်ဘူးတော့သူ့လိမ့်နေဆိုတာဟိုကပါပဲလေ သူကတော့ဖြစ်တယ်ဒိဋ္ဌိကဒိဋ္ဌိဆိုဒိဋ္ဌိကလည်းနေတာเนาะဟိုကျွန်တော်တို့ကတောင်းလိန်တာတို့မုန်းတာတို့เนาะလူတယောက်ကိုချက်မှတ်လူကျင်တာတို့အဲ့ဒါတွေကဒိဋ္ဌိကပြင်နေတာပေါ့เนาะအဲ့တော့ဒိဋ္ဌိကလာလိန်နေဆိုတာကဘယ်လိုတော့ပြန်ပြောလို့ဆိုတော့ဆိုကြပါဆိုเนาะဘိုးတော်နဲ့ကျွန်တော်နဲ့တိတယ်ဟိုကဘုံဘုံညချိန်ညဆိုတဲ့ခါကတော့ဒီကင်မှာတော့မထောင်နိုင်ဆိုတဲ့ဟိုဘက်ထောင်နိုင်ဒီဘက်ထောင်နိုင်ပြန်ဘက်တွေချိန်ဘုံဘုံချင်းတော့ချိန်ညဆိုကျန်တဲ့လူကမတည်နေဘူးအဲ့လိုပဲဘိုးတော်နဲ့ဟိုမှာဆိုကြပါဆိုเนาะခရီးအားနဲ့เนาะပြောင်းလိုက်တော့เนาะကျန်တဲ့လူတွေကိုတိတယ်ဘုံဘုံချင်းကချိန်ည ပေါ့။ဘာလို့ဆိုဟိုကဓာတ်တူဓာတ်လိုက်တိုက်နေတာလေ။ဘုရားဆိုတာဖခင်ရဲ့အတ္တကိုတိမ့်ပဲခုတည်းဓာတ်လိုက်ချတယ်အဓိက။နောက်ဘက်ကလဲချလိုက်ဒီဘက်လဲချလိုက်တာကခုနအောင်ရင်းရှင်းပေါ့လို့ပေါ့ဘုရားရဲ့ဟိုဟာဟိုလေးပေါ့နော်ဟိုလက်ပိုင်းမနဲ့မင်းမလက်ယုံတထောင်ကြီးဆိုဘုရားမတထောင်တော့မကောက်ဘူးနောက်ဘက်လက်ကတ်ချက်ဆိုတော့အဓိကပြီးက psychology စိတ်သက်စင်စင်တမျိုးနီးမျိုးစုံပေါ့နော်ကျွန်တော်ကလုပ်လုပ်နေတော့ကျွန်တော်တော့ဗာပြက်လဲဆိုတော့ဆိုကြပါစို့နော်လူတယောက်ကကိုယ့်ရှေ့လာရောက်ရောက်ထိုင်အဲ့ဒါတိတယ်အဲ့ဒါဒီဘုရားလှုပ်လိုက်တယ်ဆိုတာတိတယ် နော်ဘိုးတော်ဖန်ဆင်းဖန်တီးပြီးတော့ကိုရှိကိုဗာပြင်းကြောင်းလုတ်လိုက်တယ်ဆိုတာဒါတိတယ်ဒါဘာတော့ခုနကပြောသူပုံမြင်နေချင်းမြတ်ဒီခုဘက်ထိတ်ကလူနဲ့ဒီဘက်ထိတ်ကလူအားပြင်းနေချင်းမှာဂျားလေးကပြစ်လိုက်တဲ့လက်နဲ့ကိုကျွန်တော်တို့ကတိတယ်တော့နော်ဘူလက်တီးပေါ့နော်ဘူလက်တီးတိတယ်တိတယ်အဲဂျားလေးကလူကဘူလက်တီးကိုလာပြီးကိုလိန်တယ်နော်ဖုံးကွယ်တယ်မိမျိုးစုံမင်းဘလောက်ကြီးပြဖုံးကွယ်ဘလောက်ကြီးပဲလိန်တယ်မင်းဒီခုဘက်ကလှုပ်လိုက်တယ်ဆိုတာတိတယ်ခုဘက်ကလည်းတိအောင်လုပ်ရအောင်ဘာလို့ဆိုငါပြစ်လိုက်တဲ့လက်နဲ့လို့တိမှာဆိုတော့သူ့ကိုနော် action ယူတာဘာလို့ဘူလက် တော့ဟိုကပေါ်ရိုက်တယ်ဂျားတဲ့ကောင်ကိုယ်လိန်တယ်ဒီလိုဆိုတယ်မင်းဘယ်လောက်လိန်နေဟိုကဟိုကမင်းကိုလိန်ပြီးလွတ်လိုက်တယ်ဆိုတော့ငါတိတယ်မင်းမသိဘူးလားအေးငါတိတယ်မင်းလိန်လွတ်လိုက်တယ်အဲ့တော့ဘယ်အလိန်ကအမှန်လဲလို့ကျွန်တော်တို့မေးရမှာเนาะဟိုခုနကဘသူကပိုတိသူဖြစ်တယ်ပေါ့ကဲမင်းကငါ့ကိုလိန်တယ်ငါမသိเนาะဂျားတဲ့ပူရက်ကငါ့ကိုလည်းငါမသိဘူးတို့တော့ပါလေမင်းကဟိုကကလိန်ပြီးငါရှိရှိရအောင်เนาะဘူးလက်လုံးပြစ်လိုက်တာငါတိတယ်ဒီမှာเนาะအဲ့တော့ဘသူကပိုတိသူဖြစ် ူကဘုတ်တိတော်ဒီအတဲအတဲရနော်ပြဲစိတ်လေးရနော်လာလိန်နဲ့ပြဲစိတ်လေးရတိတူမဖြစ်နိုင်ဘူးကိုတိတူမဖြစ်နိုင်ဘူးနော်ဟိုကနေဘတ်တော့ကြီးနဲ့ကြီးရကျွန်တော်တို့ကပြိုင်နေတာလေပြင့်နေတာရှင်းပြိုင်နေတာဒီဟိုကပါတယ်အဲ့တော့ဘာဖြစ်လဲဒီဟာတော့သူ့ထဲတော့ကိုဟိုလူနဲ့ပဲကျွန်တော်တို့ကပါတယ်ပြောရရှိတာပေါ့နော်အဲ့တော့တကယ်တော့ဟိုလူကဟောဆိုတော့ဘိုးတော်ဆိုတဲ့လူကဆိုတော့ပါတယ် ဋ္ဌိပေါ့ဒီလောက်စိုးစိုးမြဲမြဲကျွန်တော်တို့ကလည်းဒီဒိညာမှုကိုကြွားရတာဒါဒိဋ္ဌိဒိဋ္ဌိရဲ့လှည့်စားမှုဝိစာရဲ့လှည့်စားမှုကြောင့်နောက်သူ့ကိုယ်သူမတိတော့ဘဲနဲ့ဒိဋ္ဌိကပ်ပြီးဝေယောဂတွေနဲ့ကိုယ်ဖတ်ဆွဲတာနော်ဖတ်ဆွဲတာနောက်ကိုယ်ဆိုကြပါဆိုလေအခုကျွန်တော်ဒီအိမ်မနေတဲ့ဘေးမှာဒီမျိုးစုံနဲ့သူနော်ခုနလက်ရုံးတထောင်နဲ့သူလူမျိုးစုံနဲ့ကျွန်တော်တို့ဖတ်ဝိုင်းပတ်ပြီးတော့ကျွန်တော်ကိုစစ်တက်စစ်စင်ကြီးလုပ်နေတော့နော်ဟိုတော့ဖတ်ဆွဲနေကိုကျွန်တော်တို့ကလည်းဒါကဝေယောဂတွေဆိုရင်ဒါအောင်ကျွန်တော်တို့ကလည်း မယူနဲ့တော့ဒီအဝိုင်းတစ်ခါကျဒီဝိုင်းကိုတော့ကိုယ်ဝိုင်းထားတဲ့လူကိုချိန်ပြီးတော့ကိုယ်ကအလဲရောက်သွားတယ်မဟုတ်ဘူးသူကတကယ်တော့ပါတယ်ဒီဝဲဩကတည်းကနော်ကိုယ်ကဝဲဩကအပြင်ကနော်သူကဝဲဩကနေပြောခုနကဒုသနာဆိုလို့ဖမ်းဆွဲတာတော့ဖမ်းလက်လက်ဖမ်းနဲ့ဖမ်းဆွဲလက်တက်နဲ့ဖမ်းဆွဲဒီလိုဆွဲတာပေါ့နော်ဆွဲအဲ့ဒါလေးခုနကပေါ်ပြီးသူဖမ်းလို့ပြအဲ့တော့သူကရောပါတယ်လေဆိုတော့ခုနကနော်ခုနကသူကခုနကပါတယ်လေနော်သူကရောပါလဲဆိုတော့သူကဒိဋ္ဌိအဝိဇ္ဇာဒိဋ္ဌိရဲ့လိမ်ညာမှုခံစားရတဲ့အစ်မမဟုတ်တော့အစ်မလို့ထင်ပြီးတော့ ဒီဝဲကန်ဒီမှာပြောပါတယ်ဒါကြီးကိုအဟုတ်မှတ်တယ်တော့သွားလိမ့်ပြီးငါကဖះရောက်လိမ့်ပြီးဖះဖြစ်အောင်တော့ပါပဲလေဒီကမာလေးတဲ့ဖះပဲဖះကအဲ့ဒါမဖြစ်လဲဘာမှမဖြစ်เนาะကမာဘယ်အမှမမြဲဘူးဖះဆိုတဲ့ဂုံဘုတ်ကလည်းဘယ်လိုလုပ်မြဲမှာလဲဘာမှမမြဲဘူးမမြဲတဲ့ဟာတွေမှာမမြဲတဲ့လောကတွေမှာဖះမဖြစ်လဲဘာမှမဖြစ်ဘူးเนาะဟိုမရဖြစ်မတတ်မှတ်လဲဖះဖြစ်မခေါ်လဲဘာမှမဖြစ်ဘူးเนาะအဲ့တော့ကျွန်တော်တို့ကဖြစ်လဲဆိုတော့တစ်ခါတော့ဒိဋ္ဌိကတ်သွားတယ်เนาะဒီဒိဋ္ဌိကြောင့်ကျွန်တော်တို့ကလည်းဒိဋ္ဌိရဲ့လိန်ညာမှုကြောင့် နှတ်လို့ပေါ့သူလိန်တို့သူ့ရဲ့ကူလိုက်ကကိုဆက်လာဒေတိယလို့လိန်တို့သူကကိုကတက်လိုက်တာဝိဇာလိန်တို့ဒီလောကကြီးအစ်မလို့ထင်ပြီးသူလိုချင်မှုတွေနဲ့အာဂဒအနေနဲ့ကိုလာပြီးတော့တကယ်ထိန်တာအလိန်တဲ့အတွက်ကြောင့်ကိုကတင့်နေပြီမင်းဘလောင်ကြီးပဲလိန်လိန်မင်းရဲ့ဒါဒါဘုန်းကြီးတွေလည်းသဘောပေါက်မှာပါနော်ကိုတက်ပါတာတော့မင်းကမင်းကတက်ကန်းတော့လိန်ညာမှုကတော်တဲ့ဘူးတော့သူတော့မင်းတကယ်နော်မင်းကဘယ်သူကလုံးလဲ ုနဝိဇ္ဇာရဲ့စိတ်ခံကိုမမြင်ရပါဘူးလေ။သွားနေတာเนาะဟိုဒိဋ္ဌိဝိဇ္ဇာကမြို့မြို့လိန်ထားတာเนาะဒိဋ္ဌိဆိုတာလည်းကျတော့လိန်ထားတာ။အတော့လည်းကျွန်တော်တို့ကဒုက္ခသစ္စာ၊သမုဒယသစ္စာ၊ညောသာမဂ္ဂသစ္စာညောသာเนาะသစ္စာဆိုတာအမှန်အမှန်ဆိုတာပါအောင်ပြောတာလည်းဆိုတော့ဒုက္ခသစ္စာဆိုတာသူကဒုက္ခကိုတကယ်တော့ပါတယ်ဒုက္ခလို့ထင်ကြတာပေါ့နော်။မဟုတ်ဘူးတကယ်အမှန်သစ္စာတကယ်အမှန်ပါတယ်ဒုက္ခဒါဒုက္ခအမှန်ဆိုတာတကယ်အမှန်ဒါလို့ပြောချင်တာ။တကယ်အမှန်ပါမယ်လေဒုက္ခလို့ပြော တစ္ဆာဆိုတာနော်အဲဒီလိုမျိုးပဲမင်းကကိုယ့်ကိုကိုယ့်ဟုတ်တကယ်မှန်မင်းအလင်ခံနေရတာတော့ဝိဇ္ဇာဒိဋ္ဌိရဲ့နော်ဒိဋ္ဌိရဲ့တစ္ဆာကြောင့်လာရင်မလူဆိုတာဘာဖြစ်လဲကျွန်တော်တို့ကလည်းမြုံမုံလေးနော်ကပ္ပသူရမြေမုံလေးလူစုလည်းဘာမှမဟုတ်အကျဆက်တယ်တေတော့မှာနော်ခဏနေပြီးခဏခဏနေပြုတ်နော်ရှင်တန်တေကြမှာဘာမှမဟုတ်ဘူးဘာမှမဟုတ်တော့မင်းအဲ့ဒါကိုတက်နောက်ကအသိဉာဏ်နဲ့ငါတို့ကပါဖြစ်လေ ခုမတော့ဟိုဗာလဲခုလိုဘိုးတော်တွေတက်တည်ပါရင်ညာတွေကိုဘိုးကကုသွားမယ်အဲ့ဒါလည်းမိလို့ကျောင်းတော့ပါလေခုနငါဆိုတဲ့ဟာကိုရှိတယ်လို့ထင်တဲ့အတွက်ကြောင့်နော်တင်ဘိုးတော်ဖြစ်သွားတဲ့စိတ်ဓာတ်ဟာဒါလည်းဒီကအလင်းကခုနဘာသာစကားလိန်တာတာပေါ့နော်ခုနကလစ်တွေဆိုတဲ့ဘာသာစကားလိန်တာတဲ့ကြောင့်ထင်မြင်နေတာတွေရှောက်မြင်တာကျွန်တော်တို့ကပါလေဒါတွေကမဟုတ်ဘူးရောမဟုတ်ဘူးတော့ဟာဟိုနက်တွေရှိတယ်ဘိုးတော်ဟာအဲ့ဒါသူ့ကိုဘယ်လိုလာကြရတယ်ပါတကွမဟုတ်ဘူးအဲ့ဒါနော်အဲ့ဒါတွေက ဒလူရှင်းနေပေါ့နော်ဒလူရှင်းနေပါတယ် hallucination ပါစိတ်ဇီးစပင်တာစိတ်ပါတာဆိုတာ hallucination လို့ဒလူရှင်းလို့နော်ကျွန်တော်တို့ကပြည့်ထင်အောင်ထင်သာဖြစ်တဲ့ဟာတွေနော်ဟိုသူ့တင်တာသွားလို့ကြီးမရှိဘူးမတွေ့ဘူးဒါပေမဲ့စိတ်ထဲမှာရှိတူထင်တော့ပါလေဖြစ်နေပါပေါ့နော်ဒါတော့မင်းစိတ်ထဲမှာရှိတယ်လို့ထင်တာအေးရှိနေမယ်ဒါတော့ရှိတာပေါ့နော်မရှိဘူးထင်တာမရှိဘူးပေါ့နော်အဲ့ဒီပုံမျိုးပေါ့နော်အဲ့တော့ထားပါတော့ကျွန်တော်တို့ကနော်ဒီပုံစံမျိုးနဲ့ကျွန်တော်တို့ကပြည့်လဲဆိုတော့နော်အဲကျွန်တော်တို့ကနော်ဟို ကံဒီကလောကကြီးကတည်ရှိနေတယ်ပေါ့နော်တည်ရှိနေတယ်အဲ့တော့ဒီအရာကြီးကိုကျွန်တော်တို့ကလွယ်လွယ်ကူကူကျွန်တော်တို့ကနော်ဟိုဖြတ်ပစ်ဖို့ဆိုတော့ပြောင်းလုပ်ဖို့ဆိုတာလည်းမလွယ်ဘူးပေါ့နော်မလွယ်ဘူးပေါ့ဘာသာဒါကဟိုတိတ်အမြင့်တွေလို့နှစ်ပေါင်းများကြီးအဲ့တော့ဟိုဆိုတာမလွယ်ဘူးပေါ့နော်ထောင်လိုင်းနဲ့ဆက်နွယ်လာဒီဖြစ်မှာဘယ်လိုလဲထောင်လိုင်းကြီးကတော့ခုနကကျွန်တော်ပြောတဲ့ဝိညာဉ်ကြီးကမပါဘူးထောင်လိုင်းကြီး net သွားမှာတာလေနော်ဒီဝိညာဉ်ကြီးကြီးကျွန်တော်တို့ပါတယ်ရောက်သွားမှာပေါ့ရောက်သွားမှာအဲ့တော့ မပေါ့အဲ့တော့ကဘာကြီးမှာတော့ရှိနေတာဆိုရှိနေတော့ပေါ့ဟုတ်ကဘာဆိုရင်ပိုးဆိုးတဲ့ဗလဲအီဂျစ်တို့နော်ဟိုရှန်ဗဲလာတို့ကျွန်တော်တို့ပါပဲလေဟိုဗလဲအတန်အတလန်တစ်တိုက်ပါလေဟိုရေမြုပ်သွားတဲ့ဟာလေးရှောက်လုထားတာလေအများကြီးရှိတယ်ပေါ့နော်အဲ့တော့ဒါတွေကခုနတကယ်လို့ပါလေဟိုစိတ်ထင်ထင်ရှောက်ရှောက်ရေးတာလို့ထင်ပြီးတော့အဲ့ဒီဟာတောင်ဒါတွေကိုပြောက်ဖို့အတွက်ကကျွန်တော်တို့ကဘာလုပ်အောင်လဲဆိုတော့နော်အဲခုနကျွန်တော်ပြောခဲ့သူပါတကယ်ဒီလူဖွဲ့စည်းမှုဘိုးတိုက်ကကျွန်တော်ပြုတ်ပြောင်းလဲ နော်ဒီမိုကရေစီလူ့ခွဲစီပြန်ထူထောင်မယ်လူတွေရဲ့အထင်ဉာဏ်တွေကိုကျွန်တော်တို့မှာပြလေအဲခုနကပွင့်နေအောင်နော် dialogue ပြင်အပြင်းနော်ပြောကြဆူကြနော်ဟိုနိုင်အောင်လုပ်မယ်ဒီစက်ကြောင်လာကြည့်ကျွန်တော်တို့မှာပြလေဒိဋ္ဌိကြောင်လေးနော်ဒါပြည့်ရတော့ပေါ့နော်ပြန်နေရတော့ကြောက်ပါလေ